ကောင်းပါလေတော့ငါတပတ်တယူမှုပဲဒီကဘာမှမဟုတ်ဘူးလို့ပဲတတ်မှတ်ထားတာဗောနေပွဲမှာဆိုးတဲ့စင်မော်တက်တဲ့အချိန်တစ်ချိန်လောက်ပဲအဲဒီပြိုးဆိုတာအဲ့လိုမျိုးပဲတတ်မှတ်ထားတာကျွန်တော်အပြင်ချိန်ကတော့ကျွန်တော်ကကျွန်တော်ပဲအဲ့လိုမျိုးပေါ့စိတ်ကအရင်ရဲ့လိုမျိုးမရှိနေဘူးပေါ့အားကြောင့်လည်းကျွန်တော်တုံတုံလည်းအပြင်တစ်ပိုင်းလည်းမသွားဘူးအဲ့လိုမျိုးမသွားပြေဘူးဒီပဲလိုပြောင်းလာတဲ့ပုံမှာလည်းဟိုကောင်းတာတွေလည်းရှိတာပေါ့လေเนาะကိုလှုပ်ချင်တဲ့ညပညာကိုလွယ်လွယ်ကူကူလည်းခြားပြလို့ရသွားတာပေါ့เนาะမြဲမြဲဆန်းဆန်းပေါ့ အဲ့လိုမျိုးတွေစားပြခွင့်ရတယ်ပြီးတော့အအောင်မြင်မှုလည်းမြန်တယ်ပေါ့လေနော်ဒီတပုတ်မရှိလားနောက်တစ်ပုတ်ထပ်ပြီးတော့လေတပုတ်ချင်းတပုတ်ချင်း try လို့ရတယ်။ဟောကြတခွေလုံးကြောင့်ကိုက73ဘောလောက်ထည့်လာပြီးတော့မှအဲ့တခွေမှတပုတ်မှသူများနားလည်းမရဘူးဆိုလို့ရှိရင်73ဘောလောက်အလကားဖြစ်သွားမှာလေအဲ့လိုမျိုးဆိုတပုတ်ချင်း try လို့မရဘူးအဲ့တုန်းကတော့အဲ့တခုလေးတော့ကွာတော့ပေါ့လေဒါပေမဲ့အခုခက်ကဟိုဖြန့်ရတာရောပြီးတော့သူလူတိဖို့ကိုလည်းမြန်တာပေါ့လေအဲ့ဒါလည်းကောင်းပါလေ လင်းနဲ့ခင်တာလဲကြာတယ်လေသူကဟိုပွဲရီပိုင်းနဲ့လဲအတူတူလဲစူဘူးရယ်ဆိုတော့အဲသူဖိတ်တယ်ခဏခဏဖိတ်တယ်ကျွန်တော်ဟိုရှစ်ဟိုတနစ်တော့မသွားပြစ်ဘူးเนาะဒီနေ့ကျတော့ဟာချိန်နဲ့ရရတယ်ဒါဖြစ်တာပါဟုတ်အရင်တော့လို့ Alvin Light တော့မလုံးဖြစ်တော့ဘူးပေါ့เนาะအဲလိုဟိုမျိုးအာဝါဒနာရပဲလောက်တာမျိုးပဲရှိရအဲ့လိုမျိုးတပုတ်ချင်းထွက်တယ်အဲ့လိုမျိုးကိုတရှင်လေးတွေရှိလာလို့ရှင်ထုတ်ဖြစ်တယ်အဲ့လောက်ပါပဲဟုတ်မတရားဆိုတာဟိုဘယ်လိုမျိုးအခုအခုလိုမျိုးတပုတ်ချင်းထွက်တော့မြန်တာပေါ့လေ ဲ့တုန်းကကျတော့အချိန်ကပေးရတာပေါ့အချိန်ပေးရဆိုတော့အဲ့ခေတ်တုန်းကလည်းဟိုလိုမျိုး audio ကြီးပဲလည်းမဟုတ်ပဲနဲ့အဲ့လို MTV kit ပုံစံမျိုးဖြစ်နေတာကိုလေအဲ့လိုမျိုးအဲ့လို MTV နဲ့တွဲပြီးတော့မှဒါမှမဟုတ်နှစ်မျိုးလုံးလုံးပေါ့ CD လည်းထုတ်တယ်ထုတ်ပြီးတော့မှ VCD လည်းထုတ်တယ်အဲ့လိုမျိုးဆိုတော့ဒါမှမဟုတ်ရိုက်ကူးကြီးတွေဘာတွေကအစားဆောင်ရတယ်ဆိုလို့ရှိရင်နှစ်တော်ကြာတာပေါ့အဲ့လိုမျိုးလေးတော့အချိန်ပေးရအဲအဲ့လိုမကျွန်တော်တချင်းစားထွက်တာကပေါ့2009လောက်ကအခွေထားထွက်တာကျွန်တော်အရင်ကတည်းက2017က ဟုတ်တော့မလေးတချင်းကအဲ့တော့မကြိုက်ဘူးအဲ့တော့မကြိုက်ခင်ရပါတချင်းကမိသမီးကြွယ်လားဘာအဲ့လိုလည်းမဟုတ်ပါဘူးအဲ့လိုမျိုးလည်းမဟုတ်ပါဘူးအဲ့တော့တက်ရေးထားတဲ့တချင်းတွေရှိတယ်ကျွန်တော်ရေးထားတဲ့တချင်းတွေရှိတယ်ဒါပေမဲ့အဲ့လိုမထုတ်ဘူးကျွန်တော်အဲ့လိုထုတ်ဟုတ်တယ်တချင်းတော့လောမှာမရှိအဲအဲ့လိုမျိုးမရှိဘူးဟုတ်ဒီရည်ရရှိတယ်အဲ့လိုအမတ်ရပဲကိုယ့်ကိုယ်ပဲတည်သူနားထောင်မှုနဲ့ကျွန်တော်နားထောင်မှုလို့ပဲဟုတ်ရှိတာပေါ့ရှိတယ်အဲ့ဒါအများလည်းပဲအများလည်းဖြစ်တယ် ဟိုဟိုဘယ်လိုပြောမလဲအရင်ကကျွန်တော်စိတ်ကိုကလည်းအဲ့လိုမျိုးလေဟိုကိုကဘာမှမဟုတ်ဘူးလို့ပဲတတ်မှတ်ထားတာပေါ့လေပွဲမှာဆိုစင်မော်တက်တဲ့အချိန်တစ်ချိန်လောက်ပဲအဲဒီဖြိုးဆိုတာအဲ့လိုမျိုးပဲတတ်မှတ်ထားတာကျွန်တော်အပြင်ချိန်ကတော့ကျွန်တော်ကကျွန်တော်ပဲအဲ့လိုမျိုးပေါ့စိတ်ကအရင်ရဲ့လိုမျိုးမရှိနေဘူးပေါ့အားကြောင့်လည်းကျွန်တော်တုံတုံလည်းအပြင်တစ်ပိုင်းလည်းမသွားဘူးအဲ့လိုမျိုးမသွားပြေဘူးပေါ့လေရှိတာပေါ့အဲ့အဲ့လိုချိန်လေးတွေကတော့ပြောဖို့ကောင်းတာပေါ့လေနော်ဟောမတရားကြီးတော့အများကြီးရှိပါတယ်ဟောပေါ့အဓိကဟိုအရင်များတာလည်းပါမှာပေါ့လေ ဒါပေမဲ့အဲ့လိုကောင်းဟိုတဆုတ်စင်းနေကောင်းတဲ့စင်းနေတော့ခံပါတယ်ဟိုပြီးတော့လည်းဒီဘက်အဲ့လိုပြောင်းလာတဲ့ပုံမှာလည်းဟိုကောင်းတာတွေလည်းရှိတာပေါ့လေနော်ကိုလှုပ်ချင်တဲ့ညီမညာကိုလွယ်လွယ်ကူကူလည်းခြားပြလို့ရသွားတာပေါ့နော်မြန်မြန်ဆန်ဆန်ပေါ့အဲ့လိုမျိုးတွေခြားပြခွင့်ရတယ်ပြီးတော့အအောင်မြင်မှုလည်းမြန်တယ်ပေါ့လေနော်အဲ့လိုမျိုးအရေးကြီးဟိုဘယ်လိုပြောမလဲအများကြီးဒီတပုတ်မရှိလဲနောက်တစ်ပုတ်ထပ်ပြီးတော့လေတပုတ်ချင်းတပုတ်ချင်း try လို့ရတယ်ဟောကြတခွေလုံးကြောင့်ကိုက73ဘောလောက်ထည့်လာပြီးတော့မှအဲ့တခွေမှတပုတ်မှသူများနားလည်းမရဘူးဆိုလို့ရှိရင်73ဘောလောက်အလကားဖြစ်သွားမှာလေအဲ့လိုမျိုးဆိုတော့ တဘုတ်ချင်း try လို့မရဘူးအဲ့တုန်းကတော့အဲ့တခုလေးတော့ကြွားတော့ပါလေဒါပေမဲ့အခုကက်ကဟိုဖြန့်ရတာရောပြီးတော့သူလူတိဖို့လည်းမြန်လာပါဘူးအဲ့ဒါလည်းကောင်းပါလေ